ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ Japan Audio Book Channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရင်းစရာမဝင့်မြင့်ငယ်ရေးသားထားတဲ့တည့်ရည်နှင်းစီဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးတင်ဆက်ပေးမှဖြစ်ပါရရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။သမုဒ္ဒရာဒဇင်ရဲ့ကျေပြောနှဆိုင်မှုကိုကြောက်တောင်တန်းထိပ်ပြမှာစိတ်ထွက်စီးစင်းနေရဲ့စမ်းချောင်းငယ်က အားကြလိုက်မယ်မဟုတ်ဘူး။တခါတည်းမှာလောကကြီးထက်လူတယောက်ရဲ့နှလုံးသားတစ်ခုကတာလွန်သက်ပါတယ်။ဘဝဟာတုံညလို့ဆိုရင်ဤလောကကြီးမှာ ရှင်သန်ခဲ့တော့ရှုပ်ပင်ပင်ရွေဆောင်ဆောင်တုံညတစ်လုံးဟာတော့မထင်မရှား क्वे ပြောက်ခဲ့လေပါပြီ။သူမတည်ဆုံကြောင့်ကျေနန်းစာကို ကျွန်တော်ကင်ထားပါတယ်။သူမဟာကျမ်းမာရေးသားမက စီးပွားရေးလူမှုရေးအရာအလုံးအမြဲတမ်းချိနဲ့နေတတ်သူမို့သူမရဲ့နာရေးတဲ့ရင်ဟာ ထူး၍အော်ဆရာမဟုတ်ပါတခုတော့ရှိပါတယ်သူမရဲ့ရုပ်ပိုင်းဆိုင်ရာချိနဲ့ခြင်းများနဲ့စက်ချစ်ပတ်ဖြစ်စွာဆူချခိုင်မာခဲ့သောစိတ်ဓာတ်အင်အားများရှိနေသောကြောင့်ဤလောကကြီးထဲမှာသူမထွက်ခွာသွားခြင်းဟာစောလုံးနေသလိုခံစားမိပါတယ်သူမဟာပုံမြင်တပုတ်နဲ့မတူပါသူမရဲ့၆ကက်ကလှူရှားမှုများဟာတချင်းတန်စင်မဲ့စီကြရိုက်တန်းလို့ငင်းငွေဖွဲကောင်းလာပါတယ်။သူမဟာစီပွားရေးအရာ အတော်တန်းအေးပါတော့ အထက်မြမာပြည်ခရယာမြို့တမြို့မှာနေထိုင်ပါတယ်။အဲ့ဒီမြို့ရဲ့ဘာသာရေးအသင်းအဖွဲ့တစ်ခုကထူထောင်ထားတဲ့ရှေးဟောင်းပိနိကစာကြီးတိုင်မှာသူမကစာကြီးတိုင်မှုအဖြစ်လောက်ကင်ပါတယ်။စာကြီးတိုင်မှုဆိုတဲ့ခံညာလာတော့အခေါ်ပညတ်ကို ပိုင်ဆိုင်ထားပေမဲ့သူမရဲ့ဝင်ငွေကတာမန်စီဝန်ထမ်းတယောက်ရဲ့လစာထမဖို့ကြောင့်ကျွန်တော်သိထားပါတယ်။ဒါပေမဲ့သူမရဲ့လုပ်ကိုတော့အတော်လေးမျက်နှာပုံရပါတယ်။လွန်ခဲ့သောနှစ်ပေါင်းများစွာက ဆောက်လုပ်ထားခဲ့တဲ့စာကြည့်တိုက်ပေါ်ကြီးကဟောင်းမြင်လာပြီဖြစ်တော့ပေထုပ်တွေစာအုပ်တွေဓာတ်ပုံဖလင်ဟောင်းတွေနဲ့အိုချမ်းပဲကြောက်ပစ္စည်းအစနာလေးများကြားမှာတကုတ်ကုတ်လှုပ်ရှားနေတဲ့သူမကိုနေ့စဉ်မြင်တွေ့နိုင်ပါတယ်။သူမရဲ့အလုပ်ဟာပြင်းအဖွဲကောင်းကြောင်ကျွန်တော်ပြောတော့အဟောင်းတွေကြားမှာနေရတဲ့ကျမရင်ခုန်တန်တွေအတွေးတွေဟာသူများရဲ့ထပ်ပိုတက်နေတာတေးချတယ်ရှင်။ဘာလို့လဲဆိုတော့အဲ့ဒီအဟောင်းတွေကကျမကိုလူငယ်တယောက်လိုတုတ်ပြန်တက်လို့ပဲ ကျမကတော့ပြောတယ်။အဲ့ဒါလို့ဆိုပြီးရေမောပြောဆိုဘူးပါတယ်။သူမရဲ့စကားကတဘာဝကြပါတယ်။ကျွန်တော်ကပကြီးစရာတယောက်ဖြစ်တော့လေမိန်းကလေးများနဲ့အနေမစိမ့်လာတော့ဓပုံစရာလောက်ကိုပါလောက်ကန်သူဖြစ်ပါတယ်။သူမရဲ့မျက်နှာဟာအချားမိန်းကလေးပြင်ဆင်တက်ကြတဲ့ရှားဆုံးခြေသားချင်းမျိုးမဟုတ်တော့လေခင့်မိတော့ရှားသားတစ်ခုကိုခင့်မိတော့ရှားသားတစ်ခုကို နှစ်လို့ဆိုခံစားရရှိနိုင်ပါတယ်။ပြီးတော့ သူမရဲ့ဝတ်စားစင်ပုံကခစ်ကိုလာ၍ဖက်ရှင်ထွင်ချင်းကင်းပါတယ်။ဤသို့စီယိုရန်မထဘဲလုံလတ်ပုံစံကပဲတမျိုးထူးခြားစွာစံတက်နေပါတယ်။သူမရဲ့အဝတ်စားများဟာတန်ဖိုးနဲလာတော်လဲသူမကိုလှပစေပြီးတော့လုံလောက်ပါတယ်။တကယ်ဆိုရင်ကျမရဲ့မကောင်းတာကြောင့်ကိုင်းရွတ်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်တဲ့အသက်30ကျော်မိမတယောက်ရဲ့အလားဟာဤများလက်ဆက်နေဖို့မကောင်းမီ။သို့တော့သူမလှပါတယ်။သူမရဲ့အပေါ်ယံရည်သွေးများကို ချီမွန်ပြောဆိုခြင်းကသူမရဲ့တိတ်ခါကိုပေါ်သွားစေမီလားမသိပါစင်စစ်ကျွန်တော်ယင်ထဲမှာတော့နှွေးထွေးစွာခန်းစားပြောဆိုခြင်းကသူမရဲ့အတွေးခေါ်နေစွမ်းရည်ပဲဖြစ်ပါတယ်ကျွန်တော်ဟာသူမရဲ့ပိနိကစာကြည့်တိုင်းနဲ့ရှေးဟောင်းသူတွေသနာအလုပ်တွေကို နားမလည်တော့လေလေးစားပါတယ်ပြီးတော့သူမဟာကြပြအေးကောင်းပါတယ်စမ်းသူတွေအမည်ဖြင့်ရေးသားခဲ့တော့မဂ္ဂဇင်းစာမျက်နှာပေါ်ကသူမရဲ့ကြပြများဟာကျေးပါတော့လေစာပေဩစာကြီးမကြောင် ကျွန်တော်တို့လက်ခံထားကြပါတယ်။ပြီးတော့သူမဟာပကြီးကားများကိုလည်းခန်းစားတတ်ပါတယ်။ဟော်လိုဂီတာတလက်နဲ့အောင်မြေတာဆန်ပတ်ပြုတ်ကိုကျွမ်းကျင်စွာတီးခတ်ပြနိုင်ပါတယ်။ဆွေမျိုးရင်းချမရှိပါ။ရင်းနှီးကျွမ်းဝင်တဲ့မိတ်ဆွေများစွာမရှိ လူစီကားတော့ပွဲလဲသမင်းတို့တွာလာခြင်းလည်းမရှိအမှုပညာနဲ့မဆက်တဲ့စကားအပေါ်များပြောဆိုခြင်းမရှိဤသို့သူမရဲ့ရှိခြင်းမရှိခြင်းကိုယ်ရည်ကိုယ်သွေးများကို ပေါင်းဆက်ပုံဖော်လိုက်သောအခါ သူမမှာစက်ကျင်ဘက်ယောက်ျားတယောက်ရဲ့အရေးချင်းများစွာထွက်ပေါ်လာပါတယ်။ဒါကြောင့်ထင်ပါရဲ့ထိုမျိုးမှာသူ့ကိုယ်သူယုံကြည်မှုအပြည့်ဖြင့်တယောက်တည်းနေထိုင်ပါတယ်။သူမဟာရိုးသားစွာရဲဝံပါတယ်။ပွင့်လင်းစွာယဉ်ကျေးပါတယ်။သူမကဲ့သို့မိမတယောက်ကဘဝဆက်တိုင်းမိမဖြစ်ချင်မှကြောင်းပြောတော့ကျွန်တော်အံ့ဩဖူးပါတယ်။ယောက်ျားကောင်းတယောက်ဖြစ်ဖို့ထက်မိမကောင်းတယောက်ဖြစ်ဖို့ပိုခက်တယ်ရှင့်။မြမပြည်မှာမိမကောင်းနေပေါ်တာတိတ်ကြက်တည်းရှိတဲ့ သူမဟာစန့်ချစ်ဘက်အရေးချင်းများနဲ့ပြည့်နှက်နေသောအာခမင်းမဝါဒီတူပင်ဖြစ်ပါတယ်။အကယ်၍သာသူမတိတ်ဆုံသွားခဲ့ရင်ဆိုတဲ့အတွေ့မျိုးကြိုတင်ပြီးမစင်စားမိခဲ့ခြင်းမှာမှားလီစွာစင်စားထားဖြစ်ခဲ့ရင်တော့သူမတိတ်ဆုံပြီးတဲ့အခါမှာဖြစ်ပေါ်လာမယ့်ရှည်ရည်ကိုကြိုတင်စစ်စစ်နိုင်ပေလိမ့်မယ်။အ ਨੇ ဆုံးသူမနဲ့တွေးမြင်တော်လေဆွေမျိုးနိစပ်တော်သူများနမေကိုဖြစ်ဖြစ်ပေါ့မင်းမြတ်စုံစမ်းထားမိပေလိမ့်မယ်။အခုတော့ ကျွန်တော်ထောင်လမ်းပြီးအကြောင်းကြားတဲ့ကျင်းနှဆောင်ဖတ်ပြီးမြားစွာဝန်းနှင်းငယ်ခန်းစားပါတယ်ဒေါ်ဆဆန်းနိုင်တိတ်ဆုံးအမြန်လာပါအဲ့ဒီလိုဆိုပြီးကျင်းနှပေးဖို့သူများမှာရက်ွက်လူကြီးများတဲ့သူမရဲ့ဘွားဟာမိမြအထီးကျန်ဆန်လိုက်ပါတည်းသူမရဲ့အရေးကြီးဆုံးအချိန်မှာမိသားစုမရှိ အဖော်မရှိ ရင်းနှီးမိတ်ဆွေမရှိရက်ွက်လူကြီးများဟာဘလို့ရှာပွေးသိရှိခဲ့တယ်မသိပဲ သူမဘယ်နဲ့ ਆ တေဆုံးကြလဲတိတိကျကျရေးမထားပင်သူမရဲ့နောက်ဆုံးခီကိုအချိန်မီရလို့လာပါရဲ့ဒါပေမဲ့လုံးဝမဖြစ်နိုင်တော့အချိန်နေသွင်းရှိပါတယ်သူမတို့မြို့သူသွားမယ်ဆိုရင် မော်တော်ကားပြေတနေကုန်စီးပြီးမှရောက်နိုင်ပါလိမ့်မယ်ခတ်တာကညဘက်တွင်ပြေးဆွဲကားကလည်းမရှိသူမထံတို့အစောဆုံးမနေ့ဖြန်ညနေစောင်းမှရောက်နိုင်ပြီတော့မယ်ကြီးနှက်စာပေးပို့လိုက်တော့ရက်စွဲကိုကြည့်လိုက်တော့လွန်ခဲ့တဲ့နေ့ရက်ခန့်ကဖြစ်ပါတယ် ွားပြီအောင်တော့မဆဆန်းနိုင်ရင်ကျွန်တော်ကဆွေဆွေနဲ့နဲ့အော်ဟစ်ပေါက်ခဲပြစ်လိုက်မိပါတယ်။သူမရဲ့ကျွန်တော်ဟာငယ်ပေါင်းကြီးဖို့များမဟုတ်တော့လေရင်းနှီးကြပါတယ်။တူဦးနဲ့တူတန်ရုံးစင်ကြီးတက်ကြပါတယ်။အန်အောဖွဲကောင်းတာကကျွန်တော်တို့နှစ်ယောက်ဟာချစ်သူဖြစ်မလားကြပါအောင်။သူမနဲ့ကျွန်တော်စုံစည်းခဲ့ရပုံကိုပြောပြချင်ပါသေးရဲ့။ကျွန်တော်ဟာမန္တလေးသို့ရောက်ရင်စာအုပ်ဆိုင်ထဲမှာထိုင်ရင်အချိန်ပြောင်းရခြင်းကိုနှစ်သက်သူဖြစ်ပါတယ်။သူမဟာလည်း စာအုပ်ဟောင်းနေစုဆောင်ဝယ်ယူခြင်းကို အလောက်တခုအဖြစ်လောက်ကနေသူတယောက်ပါဒီတော့သူမနဲ့ကျွန်တော်တို့ဟာဥတ္တရလွေမြင့်နဲ့ဒေါအောင်ဝေစာအုပ်ဆိုင်များမှာ မကြာခဏစုံမိကြပါတယ်အဲ့ဒီစာအုပ်ဆိုင်ရှင်များကလည်းကျွန်တော်တို့နှုတ်စလုံးနဲ့ရင်းနှီးရင်းဆွဲရှိသောစာပေစိတ်ရှိသူများဖြစ်ကြလေရာတွေ့တာစကားဝိုင်းဖွဲ့ဖြစ်သွားကြပါတယ်ထိုစဉ်ကသူမနေထိုင်ရာမြို့နဲ့သူမရဲ့အလောက်ကန်ကူတာအပေါ်ရက်များတည်ရှိထားခဲ့ခြင်းဖြစ်ပါတယ် လွန်ခဲ့သော၃နှစ်ခန့်ကတော့ကျွန်တော်ဟာပကြီးပြဝဲကိစ္စတစ်ခုကြောင့်တငယ်ချင်းပကြီးဆရာကိုရှာဖွေရန်သူမနေထိုင်အမျိုးသို့ရောက်ရှိခဲ့ပါတယ်။ကံဆိုးကျွန်တော်တငယ်ချင်းပကြီးဆရာကိုရှာမတွေ့ကျွန်တော်တွင်ဖြစ်လေးရှိတဲ့အားနည်းချက်အတိုင်းအိတ်ခတ်ထဲမှာတဲခုခံတဲနိုင်တဲ့ငွေချင်းအင်အားမျိုးလုံလောက်စွာပါမလာခဲ့ပါ။ကျွန်တော်အတွက်အကောင်းဆုံးဖြည့်ရှင်နည်းလမ်းကတော့ဖုန်းကြီးကြောင်တစ်ချောင်းကိုအမြန်ဆုံးရှာဖွေဖို့ဖြစ်ပါတယ်။အချင်းကလည်းနေဝင်ပြီးဖြစ်တာကြောင့် အရာအလုံးဟာတတဲကွဲမရှိတော့စောက်ချချာအပြင်းစင်းနဲ့မတက်မရဲ့ကျွန်တော်လိုကောင်မျိုးကို ဖုန်ကြီးချောင်းကလည်းလူကောင်းတယောက်ဖြစ်လက်ခံချင်ပါမလားဆိုတာမသေးချာလာပါ ကံကောင်းချင်တော့မြို့ရဲလမ်းပေါ်မှာတယောက်တည်းရန်လေဖြစ်နေခိုင်းစာကြည့်လိုက်တကပိတ်ပြီးပြန်လာတယ်သူမနဲ့ပတ်ပင်းတွေ့ပါတော့တယ်ဟာမဆက်ဆက်နိုင်ဝမ်းသာလိုက်တာဗျာဒီမှာဒုက္ခဖြစ်နေ啊ဗျာကျွန်တော်ရဲ့အခက်ခဲကိုအာကုတ်တကြီးဖွင့်ရမိပါတယ် ။သူမကတော့ကျွန်တော်ရဲ့ဥကြောင့်ကြောင့်အမှုရာကိုကြည့်ပြီးဟပ်ပတ်စွာရင်မောလိုက်ပါတယ်။ပြီးတော့ကျွန်တော်အားစားတော့စာဒီဇိုင်းတို့ခေါ်သွားပြီးထမင်းကျွေးပါတယ်။သူမကတော့မစားပါဘေးမှာထိုင်လျက်အိမ်သို့ရောက်တော့မိသားစုကင်းမဲ့တော့သူမရဲ့နေထိုင်ခြင်းကိုတီးခွင့်ရလိုက်ပါတယ်။မဆဆန်းအောင်အားနာလိုက်တာဗျာကျွန်တော်ဘာလို့ရင်ကောင်းမလဲ။မိမသားတယောက်တည်းနေရင်အိမ်ဖြစ်ခြင်းအတွက်ကျွန်တော်အနေဖြင့်အလိုက်သိစွာပြောတင်တာမို့ပြောလိုက်ရတော့လေ ဒီစကားကသူမရဲ့သိက္ခာကို ထိပါးမှလည်းစိုးရိမ်မိပြန်နေ။ကျမလည်းတွေးနေရပဲ။ကျမရင်ကကျေဝန်းပါတယ်။ဒါပေမဲ့လောကကြီးကကျင်းနေရလေကျမသတိထားမိရဲ့။ကျမဘာလို့ပေးရရင်ကောင်းမလဲ။ကျွန်တော်ဟာသူမရဲ့တွေးစကားနဲ့ဆုံးဖြတ်ချက်ကိုငင်းလင်ရင်ရှာမတွေ့ရဲ့။တငယ်ချင်းပကြီးစရာကိုသာ စိတ်ထရကျိတ်ဆဲနေပြပါတော့တယ်။မိုးလေချုပ်နေပြီ။ဒီညတော့ကျမအိမ်မှာပဲအိတ်လိုက်ပါတော့။ကျမတို့စကားတွေပြောနေရနဲ့မိုးလင်းသွားမှာပါ။ ူမပြောဒီမှာမှန်လီစွာ သူမနဲ့စကားပြောရဒီမှာကျွန်တော်အတွက်အလွန်အကျိုးရှိပါတယ်။သူမနဲ့စကားကြကြပြောကြရမှအမှုပညာသမားတန်တန်ဖြစ်နေရဲ့သူမရဲ့အခြေသွင်းများကိုတီးခွင့်ရခဲ့ပါတယ်။သူမပြောပြတဲ့ဟန်လင်းမျိုးဟောင်းသူဖော်စင်ကရရှိခဲ့တဲ့လက်ချင်းတွဲဆက်ထားသောရုပ်ကျွင်းလူရိုးစုနှစ်ခုကြောင့်ကြားရတာကြောင့်ရုပ်ကျွင်းရဲ့နှလုံးသားအဆိုးလိုအမြင်ရတဲ့ပကြီကားတစ်ချက်ရေးသားဖို့ပကြီအတွေ့ရခဲ့ပါတယ်။နောက်တလခန့်ကြားတဲ့အခါမှာ ကျွန်တော်တငယ်ချင်းပကြည်ဆရာနဲ့အတူသူမတို့မြို့ကိုရောက်ပြန်ပါတယ်။ကျွန်တော်တို့လာခဲ့ရတော့ခီးရဲ့အချိန်ဒီမှာညနေဆောင်မှရောက်တာကြောင့်အဲ့ဒီမြို့မှာညအိပ်ဖို့လိုအပ်လေရှိပါတယ်။သို့ပေမဲ့ဒီတစ်ချိန်မှာတော့ကျွန်တော်မှအဖို့တငယ်ချင်းနဲ့ပါနေရမှုသူမအိမ်တို့တဲခိုရန်လိပ်ပြတန်းစွာရောက်ခဲ့ပါတယ်။သူမအိမ်မှာတဲခိုမိချီရဲ့အဓိကအကြောင်းရင်းမှာသူမနဲ့စကားပြောရတာကိုနှစ်သက်တော့ကြောင့်ဖြစ်ပါတယ်။ရှင်ခုံတက်ချင်းတူတော့ အမှုပညာသမားချင်းစကားပြောဆိုလို့ကောင်းတယ်ဆိုတဲ့ခန့်ဆောက်မှုမျိုးကိုအမှုပညာသမားတွေကနားလည်နိုင်သောအရာဖြစ်ပါရဲ့အဲ့ဒီညကစကားပြောခွင့်မရခဲ့ကြအောင်သူမရဲ့လေးစားဝယ်ကောင်းသောအတွေးခေါ်နဲ့ရက်တိချက်ကိုကျွန်တော်တငယ်ချင်းပကြည့်စရာကတဖောက်ပါချီချူပြောဆိုနေပါတော့ရဲ့။ဘာပဲဖြစ်ဖြစ် သူမဟာမိမယောက်ျား၊ကွဲပြားချင်းဆိုဒီကပြောက်ခွေသွားတယ်လို့ပါပဲ။သူမကိုယ်တိုင်ကလည်းကျွန်တော်နဲ့ရုပ်ခုခဲ့တော့စကားပြောဆိုရခြင်းကိုနှစ်သက်ချောင်း ဝန်ခံပြောဆိုပါတယ်။ကျမပင်ကိုကလေးကလည်းစကားလုံးနေတာရှင်းပြီးတော့ကျမပြောချင်တဲ့စကားကလည်းစိတ်ဝင်စားမယ့်လူရှားပါလာတဲ့စကားလीအမှုပညာသမားရဲ့စကားဆိုတာသင်ွယ်စကားဖြစ်နေသလိုပဲဒီတော့ရှင်တို့လာမှကျမလည်းစကားကောင်းပြောဖြစ်တာရှင်းအချောင်းတိုက်ဆိုင်စွာပါပဲနောက်တလကြာတော့ခါမိတ်ဆွေတပုံဆရာတယောက်နဲ့သူ သူမထံတို့ထပ်မံရရှိပြန်ပါတယ်ရခင်တိုင်း တညာလုံးနေပါစကားပြောဆိုပြီးနောက်တနေ့မှ ကျွန်တော်တို့အလုပ်ကိစ္စလုပ်ကင်ပြရနဲ့ပြန်သွားကြပါတယ်ဒီလိုနဲ့တယောက်တည်းနေရဲ့သူမထံတို့လက်ပတ်ရတာကို တွေးဆကလေးကလေးပင်တော့ခံစားမှုမရှိတော့ဘဲစိတ်သက်ပေါ်ပါစွာ ရှောက်သွားတတ်ပါတယ်တခါတည်းံမချီတွေးကလည်းခန်းချောက်နေပြီးစိတ်လေလွင့်တယ်လို့ဖြစ်နေရင်သူမထံတို့ကျွန်တော်တယောက်တည်းလည်းတွားပြစ်လိုက်ပါတော့တယ်ထို့အခါသူမဟာကျွန်တော်ဟာညိုညစ်ချင်းကင်းတော့လေအကဲခတ်တော့မျိုးလုံးများဖြင့် လက်ခံစကားပြောခဲ့ကြောင်းသတိထားမိပါသေးရဲ့ကျွန်တော်ဟာသူမထံတို့အချိန်မောင်းများစွာတွားရောက်ဖူးတော့လေသူမကိုယ်တိုင်ချက်ပြုတ်ကျူးမှုရဲ့အစားအစာမျိုးတစ်ချိန်မျှမစားခဲ့ရဘူးပဲလက်နဲ့လင်းပြီးမျက်နှာတက်တဲ့ကိစ္စလေးများကဆာအဲ့ဝေချင်းချင်းကင်းစွာလှစ်လျူရှူထားတတ်ပါတယ်သူမထံတို့ကျွန်တော်ယူဆောင်လာတဲ့လက်ဆောင်များကိုလည်းငင်းပယ်တတ်တယ်လို့သူမထံမှလည်းပါလက်ဆောင်မှမရခဲ့ဘူးပါကျွန်တော်နဲ့စကားပြောရမှာ အကြည်လင်ဆုံးကတော့သူမရဲ့မျိုးလုံးများပဲဖြစ်ပါတယ်။သူမရဲ့မျိုးလုံးများဟာကျွန်တော်ထံတို့တဆက်ကစားများစူးစိုက်မကြည့်ဘူးခြင်းကလေးစားလောက်ပါပဲ။နောက်တစ်ချက်ထူးခြားဒီမှာ သူမနဲ့သဒ္ဒနာပေါင်းများစွာအမှုပညာစကားပေါင်းများစွာဆွေးနွေးပြောဆိုဖူးတော်လဲအချက်နဲ့ပတ်သက်ပြီးဖယ်တော်အခါခါမှာဆွေးနွေးခဲ့ခြင်းမရခဲ့ပါ။ကျမကအဲ့ဒီကိစ္စတွေမှာတိတ်မပြောဝင်ဘူးရှင်။ကျမမသိဘူးဆိုတဲ့စကားနဲ့ပိတ်ဆို့ပြစ်တတ်ပါတယ်။ကျွန်တော်နဲ့အီမြရင်းနှီးနေလျက်ပင် ူမရဲ့ပေါကတိကခန်းစားမှုတို့ကိုတစ်ချက်များလှည့်ပြခြင်းမရှိပေ။ချွင်းချက်တခုတော့ရှိတာပေါ့။သူမဟာမြန်မာနှင်းစီလို့ခေါ်တဲ့နှင်းစီကျန်းကိုတော့အလုံးနှစ်သက်ကြောင်းမကြကနပြောတတ်ပါရဲ့။ဤသို့ပြောပြဖြစ်ခြင်းမှလည်းသူမအင်ရှိအလားဆိုင်ပန်းဦးမှာမပြတ်တွေ့မြင်ရတာကြောင့်ဖြစ်ပါရဲ့။ဒါကြောင့်သူမအတွက်နှင်းစီကျန်းများဆိုတဲ့ပကြီကားတစ်ချက်ကို မဝင်မရဲလက်ဆောင်ပေးကြည့်တော့ညနှိုးစွာလက်ခံယူပါရဲ့။ကျွန်တော်တသက်သူမအတွက်ပေးဖြစ်ခဲ့မှုတဲ့လက်ဆောင်မှာ ဒီပကြီကတစ်ချက်ပါပဲအခုတော့သူမတည်ဆုံးခဲ့လေပြီ သူမဟာနှင်းစီပွင့်ခဲ့တော့အလားဆုံးပွင့်ခဲ့ပါတယ်အချို့များဆုံးမွေးပြန့်ခဲ့ပါတယ်ပြီးတော့သူမရဲ့လွတ်လပ်တဲ့နေထိုင်မှုမှာစူးနဲ့တူသောကိုကျင်တရားတွေဖြင့်ချုံမြစေခဲ့ပါတယ်အမှန်ကိုဝင်ခံရရင် ကျွန်တော်ကသူမအားတစင်းယောက်ျားတယောက်ဆိုတဲ့စိတ်ဖြင့်ရှင်းကုန်ခဲ့ပူပါတယ်သူမကကျမ်းမကြီးချိနေတော်လဲလှတယ်လीဒါပေမဲ့လည်း သူမရဲ့တန့်စင်ခိုင်ခတ်သောမျက်လုံးများကို၎င်းပြက်သားရဲရဲနော်အသွေးခုံများကို၎င်းချက်ချင်းတရိယာလိုက်တာနဲ့ဝင်ရုံးဆုံးကရေခဲတောင်တန်းတွေမိလောင်ပြကြသွားသလိုကျွန်တော်ယင်းထဲမှာအီးဆက်ခြင်းလောင်မြန်ခြင်းတို့ဖြင့်လှုပ်ခတ်တုံခါသွားပါတယ်တကယ်ဆိုတယောက်တည်းတိတ်ခါချီချီနေထိုင်တဲ့မိမတယောက်ကိုကျွန်တော်တို့အလုံးဝိုင်းဝန်းပြီးလေးစားစွာ စောင့်ရှောက်ပေးရမှာမဟုတ်ပါလားသူမတတော်တိတ်မထူးဆန်းသလိုပါပဲတိတ်ခါတို့တီလာတို့ဆိုတာ ပို့ကိုရင်းနဲ့အဓိကပတ်သက်တယ်။တကယ်တမ်းကျတော့လူတွေရဲ့ကိုကျင့်တရားဥစည်းနေရဒလိထုံးဆက်မယ်။လူတွေရဒလိထုံးဆက်ရဲ့တတ်မှတ်ချက်တရားအောက်မှာလက်မခံခြင်းမဲ့လက်ခံရလိမ့်မယ်။ဒလိထုံးဆက်နိုင်အောင်အမှန်တရားမှမဟုတ်တာအပြ။ဒါပေမဲ့အမှန်တရားအတွက်ဒလိထုံးဆက်နေပေါ်ပေါက်ခဲ့ရတာရှင်။ကိုကျင့်တရားဘလောက်ကောင်းကောင်းဒလိထုံးဆက်အခွင့်မပြုရင်ရှောင်ရရည်။အေးမရှောင်မဲထိုးပေါက်ထွက်မယ်ဆိုရင်လေခုံတိတ်ခါတရားစတဲ့ရလိမ့်မယ်။ အဲ့ဒီတော့ကသူမစကားရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ပေ။ပိုင်ရှင်ကိမ့်မဲ့နေပြီဖြစ်တော့သူမရဲ့အိမ်သူရောက်တော့မှ သူမအတွက်ဝမ်းနဲ့ခံခတ်စွာတီးခွင့်ရလိုက်ပါတော့တယ်။သူမရဲ့အိမ်သူရောက်တော့အခါကျွန်တော်ကိုစောင့်ကြနေတဲ့ရက်ခွက်လူကြီးတယောက်ရဲ့စကားကရှင်ဝါကိုစောက်ခံချလိုက်တယ်လို့ခန့်စားပါတယ်။ခမည်းတော်တော်တာဝန်မဲ့လူပြားဖြစ်ချောင်းကုန်စင်မတိရသေးရမို့ငေးချောင်းနာဆွေနေမိပါတယ်။ ဒေါ်စစန်းနိုင်ရဲ့အိမ်တကားတွေပိတ်ထားကြပြီးပြကျွန်တော်တို့လည်းသူတနေရခီးထွက်နေရထင်ကြလीအိမ်ကြီးကပုတ်စော်နန်းလာတော့မှအိမ်ကြီးချင်းတွေကမတင်ကားနဲ့တကားဖြတ်ပြီးဝင်ကြည့်ကြတော့အဲ့ရတယ်မှာတယောက်တည်းတေးနေရတွေ့ရတယ်ဗျသူခုတလောနေမကောင်းလို့စေးကမှစေးထိုးနေရတော့အိမ်ကြီးချင်းတွေတတိထားမိကြပါရဲ့သူကလည်းစကားနဲ့လူဆိုတော့ဒီအတိုင်းဘာတိပါတာနေလိုက်ကြရပေါ့မှုခင်းဆရာဝန်ကတော့အစုပ်ယောဂကြောင့်တေဆုံးသွားတာလို့မှတ်ချက်ပေးပါရဲ့ဒါပေမဲ့ ခမရနေနိုင်ရက်ပါလေဗျာကျွန်တော်လေအခုတလောဓာတ်ပုံလုံးကရှုပ်နေတော့သူ့စီမရဖြစ်တာနှစ်လလောက်ကြာသွားတယ်ဒါကြောင့်တာဝန်မဲ့ပြောတာပေါ့တကယ်ဆိုခမရသူ့ယောက်ျားမဟုတ်ဘူးလားခမရကျွန်တော်မျက်နှာထူပူသွားပါတယ်သိဆုံးသွားပြီဖြစ်တော့လေအနာမှာသူမရှိနေတကယ်တော့အားနာလိုက်တယ်ဖြစ်ချင်းပေါ်စစွာဆွတ်ဆွဲပြောဆိုရတဲ့ထူလူကြောင့်ထောင်းကနေထကြွလာတဲ့ဒေါသစိတ်တွေကို ချိုးနေပြီပြောရပါတယ်။မဆဆန်းနိုင်တဲ့ကျွန်တော်တွေကမိတ်ဆွေတွေပါခမ ्या ။သူ့ရဲ့မိသားစုဆွေမျိုးအကြောင်းလဲကျွန်တော်မသိပါဘူး။မိသားစုပေါ်တခုခုစိတ်နာခဲ့တဲ့အတွက်ကျွန်တော်ကိုပြောမပြလဲဖြစ်ချင်းဖြစ်မှာပါ။ကျွန်တော်အနေနဲ့သူနဲ့တခါတည်းရန်စကားပြောဖို့ရောက်လာတတ်တဲ့မိတ်ဆွေတယောက်အစ်စ်မှပဲရှိပါရဲ့။ခမ ्या တို့လင်မြတော်တော်ကြောက်နာပဲ။ဒေါ်ဆဆန်းနိုင်ကလည်းခမ ्या ကိုသူ့မိတ်ဆွေပါလို့စွန့်ညင်းနေ။မိမတယောက်တဲနေရဲ့အိမ်မှာသွေးသားမဆက်တဲ့ယောက်ျားတယောက် မကြခဏလာတက်ရမလားဗျသူကလည်းလက်မခံရအောင်ဒါဆိုရင်ကျုပ်တို့အနေနဲ့ခမားလာတဲ့အခါတိုင်းစောင့်ကြည့်ပြီးဝိုင်းဖမ်းမှပြောတော့မှဒီမိမဘာပြောရဲမှတ်တယ်လေကျမရောက်ကြပါဆိုရင်ဘာဖြစ်မှလဲတဲ့အဲ့ဒါဆိုရင်တော့ကျုပ်တို့ကဘာမှနှောက်ယှက်စရာမလိုတော့ဘူးလို့ပြောမှစိတ်ပြက်လက်ပြက်ခေါင်းငယ်ဝင်ခံသွားတယ်ဗျာကျုပ်တို့ကလည်းခမားရဲ့နာမည်အလောက်ကိုင်းနဲ့လိမ့်စာတစ်ခါလည်းမှတ်ထားရတယ်လေဟာအဲ့ဒါလုံးဝမဟုတ်ဘူးခမားတို့ဝိုင်းဖမ်းမယ်ဆိုတဲ့အစီအစဉ်ကြီးက ကျွန်တော်တို့ရဲ့ရိုးသားမှုတိတိလင်ဆော့ကားဖြက်စီရမှုသူခေါင်းကြီးပြက်တာပဲဖြစ်မယ်ကျွန်တော်တို့လုံးဝရိုးသားရင်ရှင်းနေရွာနဲ့နေရပြအရက်ထုံးဆန်ကိုပဲလို့ဖယ်ရမလဲပြီးတော့ခုကိစ္စခမရအတွက်ဟောဒီအိမ်ကိုအမွေစက်ကန်ပိုင်ခွင့်ရလွှဲပေးမှာဖြစ်လို့ပြောနေရဆိုတာတတိထားပါအောင်မလို့ချင်ဘူးဟုတ်လဲမဟုတ်ဘူးဗျာကဲပြောပြီးတော့ဆွေးနှစ်ဖို့ဆိုင်စွာသတွေးမြူချမိပါတယ်ပြင်းရနေမဆဆန်းနိုင်ရင် သူမရဲ့အဲခတ်မှာချိတ်ဆွဲလျက်ရှိတဲ့ပကြီကားတွေကနှင်းစီကြမ်းများဟာရဲဝံနီထွေးစွာလမ်းဆက်နေကြစေကျွန်တော်လွမ်းမောစွာငေးချိဖြစ်ပါတယ်မဆဆန်းနိုင်ခမားနောက်ဘဝမှာလည်းနှင်းစီကြမ်းပြန်ဖြစ်ရင်ဟောဒီလောကကြီးထဲမှာတော့မဖြစ်နဲ့တော့ဗျာလွတ်လပ်တဲ့တွေးခေါ်မှုတွေကိုမျက်နှုံးလိုက်ခမားအတွက်အဆုံးစမရှိလွတ်လပ်တဲ့မိုးကောင်းငင်ကြီးကကြိုးဆိုနေမှာပါဟောဟိုမှလည်းတင်ရိပ်တွေချာက နှီးစီပန်းတပွင်ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးဆရာမဝင့်မြင့်ငယ်ရေးသားထားတဲ့တင်ရင်နှီးစီဆိုတဲ့ဇလန်လေးရဲ့အစာဆုံးတင်ဆက်ပေးရဖြစ်ပါတယ်ရှင်ဇလန်လေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမိကြပါနဲ့နော်နောက်နေ့တွေမှာလည်းဘလို့ဇလန်လေးကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံး ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။